မင်္ဂလာပါရှင်ဒီနေ့ကျွန်မတို့ Robert Green ရဲ့ The 48 Laws of Power ဆောင်းထဲကနီးပြူဟာတချို့ကို အတူတူလေ့လာကြည့်ကြအောင်နော်ဟုတ်ကဲ့ပါခင်ဗျာလူမှုဆက်ဆံရေးတွေအဲတောစာအနာတိဆောက်ပုံတွေမှာတွေ့ရတတ်တဲ့စိတ်မစားစရာနီးလန်းတွေအကြောင်းဆွေးနွေးကြည့်ကြမယ်ဒီတဲကနေအဓိကကြတဲ့ချက်တချို့ကိုထုတ်နှုတ်ကြည့်ချင်ပါတယ်ဟုတ်ပါတယ်ဒီဆောက်ကလေတမိုင်းတလျှောက်ကအဖြစ်ပြက်တီလူတဘာဝတွေနဲ့အာနာရဲ့အပြောင်းလဲတွေကို อืมတော်တော်စိတ်ဝင်စားစရာကောင်းအောင်ဖော်ပြထားတာပေါ့အဓိကကတော့အခြေအနေတွေကိုဘယ်လိုကင်တွယ်မလဲဆိုတဲ့အတွေ့အခေါ်လေးပါဟုတ်ကဲ့ဒီနေ့တော့အရေးပါတဲ့ဥပဒေတချို့ကိုနည်းနည်းပို့ပြီးတော့နည်း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 ဆန်းရှင်းကြည့်ကြတာပေါ့လေဟုတ်ကဲ့ပထမဆုံးစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တဲ့ချက်တစ်ခုကဥပဒေတက်တခင်ထက်ဘယ်တော့မှမတားလွန်စင်နဲ့ဆိုတာပဲอืมဟိုနာမည်ကျော်တိပမန်ပညာရှင်ဂယ်လီလီယိုကသူ့ရဲ့နခက်တာရာရှောက်ဖွေတွေ့ရှိမှုတွေကို သူ့ကိုထောက်ပံ့နေတဲ့မက်ဒီချီမိသားစုကိုဂုံပြူပြီးနာမည်ပေးခဲ့တယ်ဆိုတဲ့ဥပမာရှိရနော်ဟုတ်ပါတယ်ကိုကရေရေချင်းကိုပြပေးမယ်အထက်လူကြီးကိုမျက်နှာသာပေးပြီးသူ့ကိုပိုးပိုးလွင်စေခဲ့တဲ့သဘောမျိုးပေါ့ဟုတ်တယ်ဟုတ်တယ်အဲဒီနေရာမှာဆိတ်ဆွဲစရာကောင်းတာကအထက်လူကြီးတွေဟာသူတို့ရဲ့ဂုံနဲ့ဩဇာကိုအယံတံပေါ်ထားရကြတယ်လေအင်းဟုတ်ပါတယ်ကိုကအယံတော်လုံးထမ်းရလို့နေသူတို့ကိုမလုံးချုံးတယ်လို့ခံစားရစေနိုင်တယ် ဒါကမနာလိုမှုကိုဖြစ်စေတတ်တယ်။ဆိုရလေကိုယ့်အရေးချင်းကို လုံးဝဖျောက်ဖြတ်ထားရမယ်လို့မဆိုလို့ပဲ။အမ်အထက်လူကြီးကိုပို့ပြီးထင်ပေါ်ကြောကြအောင်လုပ်ပေးခြင်းအဖြစ် ကိုယ့်အတွက်လည်းအာနာရဲ့အချိုးချေစုရနိုင်တယ်ဆိုတဲ့သဘောပါဟုတ်ကဲ့အခုခေတ်လုပ်ငန်းခွင်ထဲမှာလည်းဒါကတွဲဝိုက်တဲ့နီးနဲ့ကိုယ့်ရဲ့အချင်းကိုအတိအမှတ်ပြုတ်ခံရအောင်စ조사ရင်းတစ်ဖက်မှာလည်းအကြီးအကဲကိုလေးစားမှုပြရတဲ့ပုံစံမျိုးနဲ့စင်တူနေတာမျိုးပေါ့နော်အဲဟုတ်မှန်ပါတယ်အဲ့ဒီလိုကိုကိုကိုထိန်းချုပ်ပြီးအပေါ်ရဲ့အမြင်ကိုစီမံခန့်ခွဲရတာကလေနောက်ဥပမာတစ်ခုနဲ့လည်းဆက်ဆက်နေတယ်လို့ပဲနော်ဟုတ်ကဲ့ဘယ်တစ်ခုလဲခင်ဗျာ ွက်တဲ့သုံးကြီးရွေချက်များကိုဖုံးကွယ်ထားပါဆိုတာလေလူတို့များများကကိုယ့်စိတ်ထဲရှိတာကိုယ့်အစီအစဉ်တွေကိုပြွန့်ပွန့်လင်းလင်းပြောတတ်ကြတယ်အင်းဟုတ်တယ်ဒါပေမဲ့ဒီစာအုပ်ကတော့ရိုးသားမှုကအမြင်နဲ့အကျိုးမပြုဘူးကိုယ့်ရဲ့ရည်ရွယ်ချက်အမှန်ကိုဖုံးကွယ်ထားတာကပိုကောင်းတယ်လို့ဆိုတယ်ဟိုဥပမာအနေနဲ့ဘစ်မာပေါ့။အော်ဟုတ်ကဲ့။ပရက်ရှာဝန်ကြီးချုပ်။ဟုတ်ပါတယ်။ဂျာမနီကိုစုစည်းဖို့သူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုလျှို့ဝှက်ထားပြီး တခြားအာယုံလွဲစရာတွေဖန်တီးရင်သူလိုချင်တာကိုရအောင်ယူခဲ့တယ်ဆိုပြောလေဒါကလေးတကယ်စိတ်ဝင်စားစရာချက်ပဲမှန်ပါတယ်ပွင့်လင်းလို့ညင်ကိုကိုမန်းဆရာလွဲကိုစဲတယ်ကိုလောက်ချမှုတိုင်းကိုကြူတည်တယ်အဲကိုအပေါ်လေးစားမှုကြောက်ရွံ့မှုတွေယော့သွားနိုင်တယ်အာနာတီဆောက်ရဲမှာဒီစိတ်ခံစားမှုလေးကအရေးပါတယ်လို့ green ကဆိုတယ်ဟုတ်ကဲ့ရည်ချက်ဖုံးကွယ်တဲ့နေရာမှာပတ်ဝန်းကျင်နဲ့တသားတွေဖျောက်နေတာကလည်းနီလန်တကူပဲဟို CA kit က Britain ထိုက်တန်အရာရှိတချို့လေး ဟုတ်ကဲ့ Cambridge file လိုမျိုးလားဟုတ်တယ်အဲ့ဒီလိုကိစ္စမျိုးမှာသူတို့ရဲ့လူကုန်ထံနောက်ခံအမှုအကျင့်တီကြောင့်တာမန်လူပဲထင်မှတ်ခံရပြီးနှစ်ပေါင်းများစွာလူဝှက်ချက်တီပေါက်ကြားစီနိုင်ခဲ့တယ်။အင်းဒါပဲတစ်ခုရှိတာလားရိုးဟွက်လွင်းနေလဲတန်တရားဝင်စရာမယုံကြည်စရာ ဖြစ်သွားနိုင်တာမျိုးလဲသတိပြုရမှာပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့အပေါ်ရန်အမြင်နဲ့ရည်ရချက်ဖုံးကွယ်တာအပြင်ဂုံတဲ့င်းကလည်းအရင်အရေးကြီးပါဦးမယ်နော်။အင်းအဲ့ဒါတော့တကယ်အရေးကြီးတယ် ဥပဒေငါဂုံသတင်းဒီအသက်နေလဲ၍ကာကွယ်ရမည်ဆိုတာကတော်တော်လေးပြင်းထန်တဲ့အဆိုပဲဟုတ်ပါတယ်တရုတ်သမိုင်းတဲကနမဲကျော်စစ်ပြွာမှုဂျူကိုလျန်ကသူ့ရဲ့ပြိုင်ဘက်စစ်သူကြီးစီမားကြီးကိုလက်စားခဲ့တဲ့ဇက်လန်ကတော်တော်နာမည်ကြီးပဲအဲ့ဒါမှမမိတယ်မြို့တံကားဖွင့်ပြီးတရော့ထိုင်တီးနေတာဟုတ်ပါစစ်ဒီမရှိတဲ့မြို့တကားကိုဖွင့်သူ့ကိုယ်လိုင်တရော့ထိုင်တီးပြပြီးစီမားကြီးကို ထောင်ချလို့ထင်အောင်သူ့ရဲ့ဘယ်တော့မှမလို့အဲ့ဘဲစွန်စားမှုမလို့တပ်ပြီးဆိုတဲ့ဂုံသတင်းကိုသုံးပြီး နှောက်ဆုတ်သွားစီခဲ့တာဟုတ်ပါတယ်ဂွန်တရင်ဆိုတာအာနာရဲ့အခြေခံအုတ်မြစ်လိုပဲတကားတလေကောင်းတရင်တစ်ခုတည်းနဲ့တင်လူတွေကိုချင်းချောင်နေတယ်ကိုလိုချင်တာကိုရနိုင်တယ်အင်းဒါပေမဲ့ဂွန်တရင်ဒါပြက်စီသွားရင်တော့အင်အားနေရောလို့ထိပ်ပြီးတိတ်ခိုက်ခံရလွယ်သွားယူဒါကြောင့်ကိုကွန်သတင်းကိုမြန်မာသတိထားပြီးကာကွယ်နေဖို့လိုတယ်လို့ဆိုတယ်ဟုတ်ကဲ့တဖက်မှာလည်းကိုပြိုင်ပတ်ရဲ့ကွန်သတင်းကိုထိခိုက်အောင်လုပ်တာကလည်းအားနဲ့အောင်လုပ်တဲ့လက်နက်တစ်ခုဖြစ်နေတယ်လေ ဟော PD ဘာနောက်ကသူ့ပြိုင်ဖက်ပြတ်တဲ့ရဲ့ကွန်သတင်းကိုမဟုတ်မမှန်သတင်းလွှင့်ပြီးလောက်ခဲ့ဘူးတယ်ဆိုလာမျိုးပေါ့။ဩဟုတ်ကဲ့။ဒါပေမဲ့ဒီနီလန်းကရန်ကျွမ်းကျင်ဖို့လိုတယ်။မဟုတ်ရင်ကိုယ်ကွန်သတင်းပါထိခိုက်နိုင်တဲ့အန္တရာယ်ရှိတယ်ပေါ့ဗျာ။အင်းဟုတ်ပါတယ်။ဒီနေ့ဆွေးနွေးခဲ့တဲ့ဥပဒေတွေသခင်ကိုမကျော်လွှားဖို့ရည်ရွယ်ချက်ဖုံးကွယ်ဖို့ဂုံသတင်းကိုကာကွယ်ဖို့ဆိုတာတွေအားလုံးကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်လို့ပဲနော်။ဟုတ်ကဲ့ဟုတ်ကဲ့။ အဓိကကတော့ကိုကိုတခြားသူတွေဘလို့မြင်လဲဆိုတဲ့အပေါ်ရန်အမြင်ကိုထိန်းချုပ်စီမံခန့်ခွဲခြင်း perception management ပဲလို့ထင်တယ်။တမိုင်းတွေကဥမာရင်းနဲ့ဆိုတော့အပေါ်ပြီးမြင်တာတော့မှန်ပါတယ်။ဆိုတော့ကဒီလိုနီးဖြူဟာတွေအာနာရဲ့လက်ကွက်တွေကိုတီးထားခြင်းအဖြစ်လေလူမှုဆက်ဆံရာတွေပဝန်းကျင်ကအခြေအနေတွေကိုပိုပြီးသတိထားမိလာနိုင်တယ်။ဟုတ်ကဲ့။ကိုယ်တိုင်ဒီနီလန်တွေကိုတုံးသေးဖြစ်စေမတုံးသေးဖြစ်စေအင်း ကိုပဝင်းကျင်မှာဒီလိုဩဇာလွှမ်းမှုကိုစ조사မှုတွေကိုတတိပြုမိသွားတဲ့အခါကိုတဲ့တုံ့ပြန်ပုံ၊ကြိုက်တွယ်ပုံပြောင်းလဲသွားနိုင်မလားဆိုတော့ကတော့စဉ်းစားစရာအချက်တစ်ခုပါပဲခင်ဗျာ။ဟုတ်ကဲ့ပါပဲရှင်။ဒီအချက်တွေကတကယ်စိတ်ဝင်စားမှုကောင်းပါတယ်။